နာဂိုဘောကအသားတွေကိုအရှင်လက်လက်အစားသုံးတာခံနေရတဲ့သနာဆရာငါးမျိုးစိတ်ဒီငါးလေးကတကယ့်ကိုဝေကျွေးကြီးလာတယ်လို့ပြောရမှာပါသူကိုဆိုရင်ပင်လယ်တွေကရင်းနေတဲ့တော်ရီအလုံးကကြီးနိုင်ငယ်ညင်းသဘောမျိုးနဲ့နှိမ့်ဆက်ကြပါတယ်ဘလိုမျိုးလဲဆိုရင်တော့ဒီမှာမြင်နေရသလိုပါပဲသူရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အသားတွေအကုန်လုံးကိုတကောင်ပြီးတကောင်ကအစိမ့်လိုက်လလာကိုက်စားနေကြတာပါ သူ့အသားရဲ့အရသာကပင်လယ်နေတဲ့တ ्वा တွေအကြိုက်တွေ့စေမဲ့အနေထားပါ။ဒါကြောင့်မလို့လေအခုလိုခဏခဏအလားရောက်စားသုံးနေကြတာဟာဆိုရင်တခါတလေမှအဲ့ဒီငါကိုတငါသေးရီဖမ်းမိတဲ့အခါအသားတွေတောင်တစည်းမမရှိတော့ဘဲနဲ့အယိုးပြိုင်ပြိုင်ဖြစ်နေတာကြောင့်မလို့ပင်လယ်ထဲကိုပြန်လွတ်လိုက်ရတဲ့အထီးပါပဲ။ ဒါဆိုရင်ဒီငါးလေးကသူ့ကိုအဲ့လိုမျိုးဝိုင်းကိုက်နေတာတော့မှဘာမှတုံ့ပြန်မှုမရှိဘဲနဲ့ထွက်ပြေးတာမျိုးမလုပ်ရတာလေတကယ်တမ်းကျတော့ဒီငါးလေးမှာကအာယုံခံနိုင်တဲ့နာဖ်ကျော်တွေလုံးဝမရှိပါဘူးဒါကြောင့်မလို့သူ့ကိုလာကိုက်နေရင်လည်းနာကျင်ချင်းမရှိတာကြောင့်မလို့ဘာမှမတုံ့ပြန်ဘဲနဲ့ဒီတိုင်းနေနေရတာပါပဲသူရဲ့ဒီကအစိတ်ပိုင်းဖြစ်တဲ့ခေါင်းနဲ့မျိုးလုံးတွေကိုမထီမချင်းဒီငါးကအသက်မတင်နိုင်တာကြောင့် ရှင်သန်လာသမျှကားလားတစ်လျှောက်လုံးမှာအခုလိုစားသုံးခြင်းကိုခံနေရတာပါသူကိုတော့ sunfish လို့ခေါ်ကြပါတယ်တကယ်လည်းအခုသူများဝေကြွေးကြည့်တဲ့ငါးလေးလို့ပြောရမလို့ပါပဲပြည်သက်တို့ရဲ့